အားလုံးမင်္ဂလာပါဒီနေ့ညကျွန်တော်သင်မဲ့စကားလုံးလေးရတော့ကျွန်တော်တို့ဒီထားပေါ့နော်ဘယ်နှမှာထားမှာလဲလို့အမ်ဘာလုပ်ပေးထားပါတယ်လို့ဒါမှမဟုတ်နောက်မှလုပ်မယ်ဆိုတဲ့စကားလုံးရဲ့အတုံးပြုံလေးတွေကျွန်တော်ဒီညလိုင်းအောင်မျှပေးပါမယ်အဲနံပါတ်၄ကကြတော့အဲနောက်မှသုံးဖို့ပတ်စံစုထားပါဆိုလို့ရှိရင်ကင်ငင်းဝိုက်ချန်တီလန်ကင်ငင်းဝိုက်ချန်တီလန်အဲနောက်မှသုံးဖို့ပတ်စံစုထားပါပေါ့နော် ပြီးရင်နံပါတ်1ကအဲဟိုဇပွဲစင်းတင်ပြီးပြီပေါ့နော်ကျွန်တော်တို့ပြောမဆိုရေရှိရှင်ဘုတ်ကင်လောက်ပြီးပြီပေါ့စားတော့ဆိုင်မှာဆိုရင်တော့နော်ထိုင်းလူကတော့ကြောင်တို့ white lel ကြောင်တို့ white lel နော်အဲဇပွဲစင်းတင်ပြီးပြီဘုတ်ကင်လောက်ပြီးပြီပေါ့နော်ဒီလိုပုံစံလေးပြောလို့ရတယ်အဲပြီးတော့နံပါတ်3ကကြတော့ပြင်ထားပြီးပြီးပြီလို့ကိုကပြောကြည့်ရင် 3N Y High Level 3N Y High Level ပြင်ထားပြီးပြီးပြီပေါ့နော် အဲနံပါတ်၄ကကြတော့နောက်မှလုံးမဆိုရရှင် white quet time နော် white quet time နော်နောက်မှလုံးမယ်ပေါ့နော် white quet time နော်နောက်မှလုံးမယ်အဲ့လိုပြောလို့ရတယ်နော်အဲပြီးတော့နံပါတ်၅ကကြတော့နောက်မှတွေ့မယ်ဆိုရင် white chicken နော် white chicken နောက်မှတွေ့မယ်နော်အဲပြီးလို့ရရှင်နောက်နေ့မှလုံးမယ်ဒါမှမဟုတ်နောက်နေ့မှပြောမယ်လို့ကပြောချင်လို့ရရှင် white one lamb white one land เนาะနောက်နေ့မှလုပ်မယ်နောက်နေ့မှပြောမယ်ဒီလိုပုံစံလေးသုံးရရเนาะ white chicken ဒါမှမဟုတ် white one land เนาะနောက်နေ့မှလုပ်မယ်နောက်နေ့မှပြောမယ်အဲဒီစကားလုံးလေးနဲ့သုံးလို့ရတယ်ပေါ့เนาะ number 9ကကြတော့စိတ်ထဲမှာထားလိုက်လို့ပြောပြခြင်း keep white nine chain เนาะ keep white nine chain စိတ်ထဲမှာတင်ထားလိုက်ပေါ့เนาะဒါမှမဟုတ်စိတ်ထဲမှာထားလိုက် keep white nine chain เนาะ ပြီးရင်နံပါတ်၈ကကျတော့စိတ်ထဲကချစ်တယ်ဒါမှမဟုတ်စိတ်ထဲမှာပဲချစ်လိုက်ပေါ့နော်အဲ့လိုမျိုးပြောခြင်းလည်းရတယ်အဲအဲ့ဒါထိုင်းလိုကတော့လက်ဝိုက်နိုင်ကြိုင်နော်လက်ဝိုက်နိုင်ကြိုင်လက်ဝိုက်နိုင်ကြိုင်နော်စိတ်ထဲကချစ်တယ်စိတ်ထဲကပဲချစ်လိုက်အဘောကျတော့ကဝိုက်နိုင်ကြိုင်ဒီလိုလေးသုံးလို့ရတယ်နော်အဲပြီးတော့ကိုကကြတော့ကြိုတင်လောက်ထားဆိုလို့ရှိရင်ထန်ဝိုက်ကွန်เนาะထန်ဝိုက်ကွန်ကြိုတင်လောက်ထားပါတော့เนาะ ဟိုသွားဝရှိရဲ့မင်းဂျူတင်ပြင်ထားဂျူတင်လောက်ထားဆိုရင်ထန်ဝိုက်ကွန်အဲ့လိုပြောလို့ရတယ်เนาะအဲနံပါတ်၁၀ကကျတော့ပစ္စည်းဝယ်ထားပြီးပြီလို့ကပြောခြင်းစစ်ခေါင်ဝိုက်လဲစစ်ခေါင်ဝိုက်လဲအမ်ပစ္စည်းဝယ်ထားပြီးပြီเนาะစစ်ခေါင်ဝိုက်လဲပစ္စည်းဝယ်ထားပြီးပြီအဲ့လိုပုံစံလေးပြောလို့ရတယ်နံပါတ်၁၁ကကျတော့အဲ့လိုပဲပြောထားတယ်လို့ပြောခြင်းလို့ရှိရင်ဖူးဝိုက်ဘယ်နန်เนาะဖူးဝိုက်ဘယ်နန်အဲ့လိုပဲပြောထားတယ်เนาะဖူးဝိုက်ဘယ်နန်အဲသူအဲ့လိုပဲပြောထားတယ်ခေါင်းဖူးဝိုက်ဘယ်နန် ်လို့ပြောလို့ရတယ်เนาะအဲနံပါတ်7ကကြတော့မှားထားပြီးပြီလို့ကပြောကျင်လို့ရှိရင် sound white level sound white level အဲမှားထားပြီးပြီပေါ့เนาะ sound white level လို့မသုံးရတယ်เนาะနံပါတ်73ကကြတော့အဲပစ္စည်းရင်ငားထားမယ်ပေါ့เนาะကိုကဘောပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုကိုကိုတင်ငယ်ကျင်ဒါမှမဟုတ်အတီးတယောက်စီကနေငားထားမယ်เนาะအဲအဲ့လိုမျိုးပြောကျင်လို့ရှိရင်ဘုံအဲဘုံရင်ဝိုက်ကွန်နာအဲဒါမှမဟုတ်ရင်ရင်ဝိုက်ကွန်နာအဲရင်ငားထားမယ်เนาะ အဲကျွန်တော်ရင်ကားရမယ်ဆိုရင်ဖုံရင်ဝိုက်ကွန်နာအဲလို့ပြောလို့ရတယ်နော်အဲနံပါတ်14ကကြတော့သူပစ္စည်းတွေပြင်ထားပြီးပြီလို့အဲကိုကပြောကြင်လို့ရှိရင်ခေါက်တရီယန်ခေါက်ဝိုက်မွန်လဲဟုတ် sorry လေကြောင်းကန်နေလို့နော်ခေါက်တရီယန်ခေါက်ဝိုက်မွန်လဲဟုတ်နော်သူပစ္စည်းတွေပြင်ထားပြီးပြီအဲလိုပုံစံလေးသုံးလို့ရတယ်နော် ်နံပါတ်15ကကြတော့ဒီစကားကအိမ်ပေါ်တွေလည်းသုံးရတယ်เนาะဒါမှမဟုတ်ရင်ဖော်ပန်မဲ့ပန်ယောက်ျားလေးအိမ်ပေါ်မိန်းကလေးအိမ်ပေါ်ကုန်သုံးရတယ်เนาะယောက်ျားလေးဆိုရင်တော့ဖုံဆက်ဖား white lock cup เนาะဖုံဆက်ဖား white lock မိန်းကလေးဆိုရင်နူဆက်ဖား white lock car လို့သုံးရတယ်เนาะကျွန်တော်ဝိရှော်တာပြီးပြီဒါမှမဟုတ်ကျွန်မဝိရှော်တာပြီးလို့ပြောလို့ရတယ်နံပါတ်16ကကြတော့ထမင်းချက်တာပြီးပြီဒါမှမဟုတ်ဟင်းချက်တာပြီးပြီလို့ကိုယ်ကပြောချင်လို့ရှိရင်ထမ်အာဟန်ဝိုက်ဟဲလဲ့နော် ทําอาหารไว้ให้แล้วเนาะทําให้ฉะราไปบีอะลูกปုံนั้นเลยပြောเลยอ่ะเนาะสักขุนก็จ้ะรอเอ่อดีมาฉะราเนาะลูกก็ပြောจริงวันไวตรุนี้นะวันไวตรุนี้นะดีมาฉะราเนาะอะลูกนี้ပြောเลยอ่ะเนาะเดี๋ยวปิสิลาพูดเลยสู้จ้ะมาพี่กูดีมาฉะไกลไงเนาะถ้าหมอโหมาฉะไกลมั้ยวันไวตรุนี้นะถ้าหมอวันไวตรุนูนะเอออะลูกนี้ပြောเลยอ่ะเนาะ နံပါတ်18ကကြတော့ဒီမာထားဖို့မမေ့နဲ့တော့လို့ကပြောခြင်းလို့ရှိရင်ရာလင် white tin နာရာလင် white tin နာအဲ့လိုမျိုးပြောလို့ရတယ်เนาะဒီမာထားဖို့မမေ့နဲ့เนาะရာလင် white tin နာဒီမာထားဖို့မမေ့နဲ့เนาะဒါကကိုကအဲသူမေ့မှာဆိုလို့တတိပေးတဲ့ပုံစံမျိုးပေါ့เนาะအဲနောက်ဆုံးစာကြောင်းလေးပေါ့เนาะ19နဲ့20ပေါ့အဲ19မှာကြတော့သူပစ္စည်း ။အဲသူအိမ်မှာပစ္စည်းထားရတယ်လို့ကပြောကြလို့ရှိရင်ခေါင်ဖခေါင် white tea band နော်ခေါင်ဖခေါင် white tea band အဲသူအိမ်မှာပစ္စည်းထားရတယ်ဗောနော်ခေါင်ဖခေါင် white tea band နော်သူအိမ်မှာပစ္စည်းထားရတယ်အဲနံပါတ်20ရကြတော့မှတ်ထားအောင်နော်လို့ကပြောခြင်းကြံ white တွေးနာကြံ white တွေးနာမှတ်ထားအောင်နော်အဲ့လိုမျိုးလေးပြောလို့ရတယ်เนาะခေါင်းဖခွန် white tea band အိမ်မှာပစ္စည်းအပ်ထားတယ်အဲနံပါတ်20ကျတော့ကြံ white တွေးနာမှတ်ထားအောင်เนาะ โอเคကျွန်တော်ဒီနေ့တော့လေးပဲလာအောင်မြောက်ပေးခြင်းပါတယ်။ငကြီးရှိပေးတဲ့သူတွေလည်းအားလုံးကျေးဇူးတင်ပါတယ်။အားလုံးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေခင်ဗျာ။